2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့ရခိုင်ပြည်သင်းတက်ပွဲကြီးဟာအချိန်နနဲ့ပြည့်တော့မှာပါတိုက်ဝေးရဲ့အကျိုးဆက်တွေနဲ့ဒုရခိုင်ပြည်သူတွေဟာလည်းဆင်းရဲမွဲတင်မှုငမွက်ခေါင်းပါမှုတံကိုအလိုလဲခံနေရပါတယ်။ကုန်စည်နှုန်းမြင့်တက်မှုအလောက်ကံမရှိမှုဝင်ငွေနဲ့ထုံးဝယ်မမျှတမှုတွေကြောင့်ရခိုင်ဒေသခံတွေဟာငမွက်မှုဒဏ်နဲ့ပြင်းထန်တဲ့စိတ်ပီစီမှုတွေကိုရင်ဆိုင်နေကြရပါတယ်။ စကောင်စီဟာ2023ခုနှစ်နိုဝင်ဘာလဘန်းကနေစတော့စေပနီပခါတွင်ကိုအကြောင်းပြပြီးပြည်မကနေကွန်စီစည်းစိမ်မှုလမ်းကြောင်းအလုံးကိုတင်းကျပ်စွာပိတ်ဆို့ခဲ့တာကြောင့်ရခိုင်ဒေသခံတွေဟာစားနပ်ရပ်ကဘုံလုံးရင်းနဲ့အသက်ရှင်တန်ရဲအတွက်ဆင်ခေါ်မှုတွင်ရှိနေတာပါစောရစောက်ကလေးအဆမ်းမပေးပါဝေးစတိလေးအဆမ်းမပေးပါအလုတ်ကန်တီလေးအဆမ်းမပေးလောက်ဟာကလုံးမချမမျောနဲ့လားစကန်တီကြိုက်ဒီကအလုံးမချကစကန်ချနာတပြင်းစောရစောက်ကဆောင်းကမပေး ေကကိုဝဲဆရုမဝဲဆောက်ရုမဆာဘဝကိကအိပဖိုင်းနီလက်ရှိမှာတော့စားနေရက်ကလိုအပ်ချက်တွင်ကိုဖြစ်ခြင်းဖို့ရခိုင်ကုန်သေးတွင်ဟာအိန္ဒိယဘင်္ဂလားဒေ့ရှ်နေဆန်းနဲ့ပြည်မကနဲ့ကိုနီကွန်ဟန်နဲ့ခက်ခက်ခဲခဲတည်ယူနေကြရပါတယ်ဒီလမ်းတွင်ဟာလန်ကီကျန်းတမ်းမှုခရီးဝဲကွာမှုနဲ့အချိန်ကြာမြင့်မှုတွင်ကြောင့်ဇင်းနုံမြင့်တက်မှုတံကိုခန်းစားနေကြရတာလည်းဖြစ်ပါတယ်